ကြရတဲ့ဒီမြန်မာအိမ်တော်ကဒါဆိုတော့မျိုးသမီးတယောက်အဲ့အဲ့အနေနဲ့တော့မဲတည်တာနေပြီးတော့မှဒါအာမထင်မှတ်ပဲနေဒါရှင်းဒီခွင့်နေရတယ်ပို့ပြီးတော့ဒါအလုပ်တွေလည်းတူတူလုပ်ခွင့်ရရတယ်အရှိမလဲဟောတရှင်းလေးတွေအာလုပ်ခဲ့ကြသေးရဲ့ဆိုတော့လေဒါတန်ရောစင်ကတော့ရှိနေပါပြီเนาะဒါဟိုမုံနှမတွေဒါတာမီတွေအဲ့လိုမျိုးတွေဖြစ်နေပါပြီဟုတ်ကဲ့ဒါတာမီပါပဲတာမီဆိုကျေးဇူးမမီပါပဲဟုတ်ပဲမမီရမမီပါအေးပါတမီရဲ့ ဟုတ်တယ်ကဲကို့အရွယ်ကလည်းအေးပေါ့လေဒီလိုပဲသူတို့သတိပေးတဲ့အချိန်မှာကို့ကိုအော်အေးငါတော့အမေရွယ်ရောက်ပြီပေါ့နော်အဲ့လိုပဲတွေးရပါပေါ့ဘာဖြစ်ပါဟိုဒီနေ့အားဆိုရတာတမြဲတည်းကိုရေကလည်းဟိုပြောမနာဆိုမနာမောင်နှမဆိုတာထက်ပေါ့နော်ဟိုကို့ရဲ့အာတတယောက်လိုပါပဲအဓိကအသက်ရွယ်အားဖြင့်လဲဟိုမောင်နှမဆိုတာထက်တောင်ပို့ပြီးတော့ကြွာကြရတယ်ကပ်ပါလေ အဲသူ့ပေါ်မှာမမေကဖြစ်စေခြင်းနဲ့ဆုံးမရတယ်တချို့လိုအပ်ချက်လေးရှိရလေးဆိုမိမိတို့အဲသူ့ကိုသူ့ကိုပြောထားပြီးသားငါမညာအောင်တော့ချီးကျူးတဲ့အလုပ်က public ကလုပ်လိမ့်မယ်ငါကတော့နင့်ရဲ့အားနည်းချက်ကိုဟိုငါရှာပြီးတော့ငါပြောမှာပဲဆိုတော့အစိုးရကသူ့ကိုလည်းပြောထားပြီးသားဆိုတော့သူ့ရဲ့အပြင်ရမယ့်အရာလေးတွေဒီ music ပေါ်မှာပေါ့နော်ကိုမြင်တလောက်လေးရတော့အများအားပြောဆိုဆုံးမနေတော့အဲအဲကြောင့်လဲကိုတငယ်ချင်းမောင်နှမဆိုတာထဲဒါမှမဟုတ် ကိုဖြစ်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြောင့်အများကြီးလေးထောက်ကူဖြစ်ပါတယ်အမတင်ပြပေးရဲ့အပေါ်ပေါ်မှာလေးကိုအာအမနေတဲ့အရာတွေမှန်နေဆိုတင်ပြီးဆက်လုပ်နေတဲ့အာတချို့အရာတွေဆိုလို့ရှိရင်လည်းဒါအများကြီးပြောင်းလဲပြီးတော့ဒါကိုကိုလည်းအာအရင်အထက်ဆိုင်နည်းနည်းစီရောဒါတိုးတက်လာလို့လည်းခံစားရတယ်ပေါ့နော်ဟိုဟာဒီ music ပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းချင်းစီပြင်လာတယ်ဆိုတော့ဒါအများကြီးလည်းထောက်ကူဖြစ်ပါတယ်အမအမအကြောက်ရောဒါတခြားသော ဒါဝေဖန်အကြံပြုပြီးသုံးသပ်ပြီးရဲ့ဒါလူတွေကြောက်တော့ကျွန်တော်အများကြီးလဲပြောင်းလဲနိုင်ဖို့အတွက်ထပ်ပြီးကောင်းမှုကြိုးစားနေပါလေဟုတ်အာတချင်းလေးရတော့ဒါကြပြီပေါ့ဒါလင်းပြေးအားလုံးလည်းတည်မာပါတယ်လင်းပြေးဒီမြန်မာစတားအမဝင်းပြိုင်နေကြရတာမမေတို့စုံကြရတာသူ့ ပေးထားတဲ့သချင်းလေးပေါ့နော်အေးပေးထားတဲ့သချင်းလေးသချင်းလေးနာမည်ကပြောသလိုဒါနေပေါ့နော်ဆိုတော့ပုံစံလေးကတော့ဒါဘုမေရေးနေတဲ့ပုံစံမျိုးလေးအသေးကိုယ့်ရဲ့ပုံစံမျိုးလေးပါပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြောသလိုနေဖို့အတွက်ပေါ့ဘလဲဘလဲနော်ဒါဟုတ်တယ်ဟုတ်တယ်လက်ဆောင်ပေးရဆိုရင်အများစုကဒါဟိုပစ္စည်းတွေဒါဟိုအတုံးဆောင်တွေပဲပေးကြအများကြီးလीเนาะဒါလိုမျိုးကိုယ့်ရဲ့ ဒါအာခန်းစားချက်တွေအုံနောက်တွေနဲ့ရင်းရင်းပြီးတော့လှုပ်ထားတဲ့ဒါအာဝတ်တစ်ခုကိုပေးဖို့ဆိုတာကြတော့ဒါတုံတန်ယုံဒါစေတနာစိတ်နဲ့တော့မရဘူးလေနော်ကျွန်တော်အာတော်တော်များလည်းထင်ကြတယ်ကျွန်တော်အမပြီးတဲ့တခြင်းကဟိုဟာ light to you ပြီးတယ်လို့ထင်နေကြတယ်တကယ်တော့ဟိုဟာဟိုဟာဒါကိုရိုင်းရေးပြီးတော့ဟိုဟာ သူကိုယ်တိုင်ရေးထားတဲ့ဒါရေးထားတဲ့ဟာကိုမှကျွန်တော်ပြန်ပေးပေးတာပေါ့နော်မစိုးရသေးပဲနဲ့တချင်အသေးစစက်လေးပေးရပါအဲ့ဒီဟာကြီးတော့လေဒါအများကြီးလေးလောက်ထားတယ်ပေါ့နော်အမကိုယ်တိုင်လည်းဒါဖူခေကိုက်တွေပါတရားပြပြီးတော့တရားလေးတွင်းထားချပါတယ်ဟုတ်ဒီနေ့လည်း music video လေးရိုက်တဲ့နေ့လေးပေါ့ ါကိုတယောက်တည်းကိုရင်အားမရှိလို့လေသူကရောက်ခွဲခိုင်းလိုက်အမေါ်ပါအမေါ်ရှာလေးတယ်သာသမီးရောပါတခါကိုရင်ခိုင်းလိုက်တော့အဲအဲ့လိုတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ဟိုကိုရေးထားတဲ့ပုံစံလေးကအဲသူ့အတန်လေးနဲ့လိုက်မဲ့ထင်းတဲ့သင်းလေးပေါ့ဒါတန်နေဒီသင်းလေး းဆိုကြည့်မလားကြိုက်လားဒါအမရေးထားလေဒါလေးတော့ရှိရဲဆိုတော့သူ့ကိုပြကြည့်လိုက်တာသူကလည်းကြိုက်တယ်ပေါ့အဲဒီစင်းလေးကသူနဲ့လိုက်မယ်ထင်လို့လည်းဝင်ပေးလိုက်တာပါမကြိုက်စရာလည်းမရှိဘူးလေနော်ဒါဟိုကိုတို့ကျွန်တော်တို့ဒါသူက9.6လမ်းလောက်ထဲကဒါပြခဲ့တာလေအဲ့ဒါကြီးထင်လို့ပြောရင်ရပြီတော့ငါမပေးတော့ပြန်သိမ်းမလိုက်မယ်ရေးတောင်ကြီးကလေးဟိုရေဟိုတိကျတဲ့ story ကိုပေါ့နော်အဲ့လိုမျိုးဒါ အဲ့လိုမျိုးလက်ဆောင်တွေရပြီးတော့စုံလာကြုံလာမျိုးလည်းမျောလင့်ထားခဲ့ရလို့နော်တကယ်တော့တချင်းလေးကိုလည်းတကယ်သဘောကျတယ်ဒါပုံစံလေးရလဲဟိုပါစာသားလေးကွဲတယ်ဆိုပေမဲ့ဒါဟိုအလိုက်တတိလိုပုံစံမျိုးလေးပဲကျွန်တော်တို့ဒါဟိုမှာကတော့ဒါလိုက်ပြီးထွက်ခွာပြီးတော့အိမ်ကိုပြန်မယ်ပေါ့ဒီမှာတော့ထွက်ခွာခြင်းဦးအနားမှာပဲကက်နေခြင်းဝင်းနံပါတ်ဝေးထားသေးတယ်ဗါတယ်ဘာသူမှစားတယ်အမ် um ထုတ်ခွာခြင်းပေါ့နော်အနန္တလေးမှာပဲကတ်နေပြရစေဆိုရတာပုံစံလေးပေါ့ဟာမူကတော့ တူတယ်ဆိုပေမဲ့တိတ်မတူဘူးပေါ့အဲ့လိုမျိုးတကယ်လည်းသဘောကျပါတယ်အရန်ကြိုက်တယ်တခြင်းလေးပါသူ့ကိုကြည့်ပြီးရင်တော့ကျမဒီပုံစံကိုကြည့်ရင်တော့ဒါခါလည်းတောထွက်ခြင်းစိတ်ပေါက်မယ်တင်တယ်ဆိုသူ့ရောမကြည့်ပါဘူးဒါပေမဲ့အဓိကတော့ဟိုပါပေါ့ကို့မှာရေးထားတာလေးရှိနေတာအဲ့ဒီချိန်မှာသူနဲ့တွေ့တဲ့အချိန်မှာအမှန်တိုင်းပြောရင်တော့သူ့ပုံမှာခရုဏာတက်တယ်ပထမဆုံးမိတို့စုံတဲ့အချိန်မှာဟောသူ့ကငါတခုခုဟိုအရင်တော့လည်းဖြေဘူးတယ်ပေါ့နော်တခုခုလေဟိုသူ့အတွက်ပေါ့ဟို ဒီသူရှောက်ချင်တဲ့လမ်းလေးမှာသူ့အတွက်ထပ်ကူဖြစ်မဲ့အရာလေးငါဘာလုပ်ပေးနိုင်မလဲတွေးတဲ့အချိန်မှာအဲဒီသင်းလေးကလည်းရေးထားတာလေးရှိနေတယ်။နောက်ပြီးတော့အဲခေါင်းထဲမှာရောက်လာသူနဲ့တော့လိုက်မယ်ထင်တယ်ဆိုတာလာနေငါစူပြမယ်ဆိုမှဂစ်တာလေးနဲ့အဲပထမဆုံးတွေ့တဲ့နေ့မှာပဲစူပြပြီးတော့ကြိုက်တယ်တဲ့ဆိုတဲ့အချိန်မှာနာโอเคအဲဆိုရင်တော့ဟိုတခြားအရာလက်ဆောင်လေးဆိုတာထက်ဒီခါလေးကသူ့ဘဝအတွက်အဲသူဒီအနုပညာလမ်းပေါ်မှာရှောက်လမ်းနေတဲ့ရွေးဒါလေးကသူနဲ့အမှတ်တရပါသွားမဲ့အရာလေးဖြစ်တဲ့ခါကျတော့အဲ့လိုလေးစဉ်းစားပြီးတော့ ပေးလိုက်တာပါဒါတော့ဒါဘုံမီကတော့ကိုလိုက်ဖက်မယ်ထင်တဲ့အရာလေးကိုရွေးချယ်ပေးတာပေါ့နော်ဒီသချင်းလေးအပေါ်မှာအဲဒီသူနဲ့လိုက်ဖက်လားမလိုက်ဖက်လားဆိုတော့ဒါမကြခင်ပြိသက်တရားလုံးကဆုတ်ဖြတ်ပေးကြပါလို့ပြောချင်ပါတယ်အမှန်တော့အဲကိုချင်းစတာလဲပါတယ်အဲနောက်တစ်ခုက ကိုချင်းစာရဲဆိုတာတဲ့အဲ့ဒီတုန်းကဖြစ်တဲ့အချိန်မှာဒါသူ့ရဲ့စိတ်ထားလေးပေါ့သူ့ရဲ့မထင်မှတ်ထားတဲ့တုံ့ပြန်မှုလေးတွေက तू ကဟိုဘယ်လိုပြောမလဲအရင်တက်တယ်ကိုဘွားကိုဟိုလက်ခံထားရဲဆိုတော့ကလေးတယောက်လိုခံစားရတဲ့အတွက်ဒါသူ့ကိုဟိုအားပေးတဲ့အနေနဲ့ပေါ့ဒါဘုံမြတ်ကူညီတာပါအာဟိုအေးပို့တာပေါ့နော်ကျွန်တော်ဟိုအစကတော့ကျွန်တော်ဒီတိုင်းဟို သဘောကျတဲ့ဒီမြန်မာအိမ်တော်ကဒါဆိုတော့မျိုးသမီးတယောက်အဲ့အဲ့အနေနဲ့အောင်ပဲတည်တာနေပြီးတော့မှဒါအာမထင်မှတ်ပဲနေဒါရှင်းဒီခွင့်နေရတယ်ပို့ပြီးတော့ဒါအလုပ်တွေလည်းတူတူလုပ်ခွင့်ရရတယ်အရှိမလဲဟောတရှင်းလေးတွေအာလုပ်ခဲ့ကြသေးရဲ့ဆိုတော့လေဒါအတန်ရောစင်ကတော့ရှိနေပါပြီเนาะဒါဟိုမောင်နှမတွေဒါတာအမိတွေအဲ့လိုမျိုးတွေဖြစ်နေပါပြီဟုတ်ကဲ့ဒါတာအမိပါပဲတာအမိဆိုကျေးဇူးမမေပါပဲဟုတ်ပဲမမေရမမေပါအေးပါတမီးရဲ့ ဟုတ်တယ်ကဲကို့အရွယ်ကလည်းအေးပေါ့လေဒီလိုပဲသူတို့သတိပေးတဲ့အချိန်မှာကို့ကိုအော်အေးငါတော့အမေရွယ်ရောက်ပြီပေါ့နော်အဲ့လိုပဲတွေးရပါဘာဖြစ်ပါဟိုဒီနေ့အားဆိုရတာတမြဲတည်းကိုရကလည်းဟိုပြောမနာဆိုမနာမောင်နှမဆိုတာထက်ပေါ့နော်ဟိုကို့ရဲ့အာတားတယောက်လိုပါပဲအဓိကအသက်အရွယ်အားဖြင့်လဲဟိုမောင်နှမဆိုတာထက်တောင်ပို့ပြီးတော့ကြွာကြတယ်ကက်ပါလေ အဲသူ့ဘာမှာမမေကဖြစ်စီတယ်နဲ့ဆုံးမရတယ်တချို့လိုအပ်ချက်လေးရှိရလေးဆိုမိမိတို့အဲသူ့ကိုသူ့ကိုပြောထားပြီးသားငါမညာအောင်တော့ချီကျူးတဲ့အလုပ်က public ကလုပ်လိမ့်မယ်ငါတော့နင့်ရဲ့အားနည်းချက်ကိုဟိုငါရှာပြီးတော့ငါပြောမှာပဲဆိုတော့အစိုးရကသူ့ကိုလည်းပြောထားပြီးသားဆိုတော့သူ့ရဲ့အပြင်ရမယ့်အရာလေးတွေဒီ music ပေါ်မှာပေါ့နော်ကိုမြင်တလောက်လေးရတော့အများအားပြောဆိုဆုံးမနေတော့အဲဒါကြောင့်လဲကိုတငယ်ချင်းမောင်နှမဆိုတာထဲအသားမိတ်ဆို ဟုတ်ဖြစ်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြောင့်အများကြီးလေးထောက်ကူဖြစ်ပါတယ်အမတင်ပြပေးရဲ့အပေါ်ပေါ်မှာလေးကိုအာအမနေတဲ့အရာတွေမှန်နေစုတင်ပြီးဆက်လုပ်နေတဲ့အာတချို့အရာတွေဆိုလို့ရှိရင်လည်းဒါအများကြီးပြောင်းလဲပြီးတော့ဒါကိုကိုလည်းအာအရင်အထက်ဆိုင်နည်းနည်းစီရောဒါတိုးတက်လာရလို့လည်းခံစားရတယ်ပေါ့နော်ဟိုဟာဒီ music ပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းချင်းစီပြင်လာတယ်ဆိုတော့ဒါအများကြီးလည်းထောက်ကူဖြစ်ပါတယ်အမအမအကြောက်ရောဒါတခြားသော ဒါဝေဖန်ချံပြူပြီးတုံးတက်ပြီးရဲ့ဒါလူကြီးကြောက်တော့ကျွန်တော်အများကြီးလဲပြောင်းလဲနိုင်ဖို့အတွက်ထပ်ပြီးကောင်းမှုကြိုးစားနေပါလေဟုတ် Music video ကတော့ဒါခင်ဗျားကတော့ဒီ music video လေးကတော့ဒါသူ့ရဲ့ပထမအဆုံးလေးဖြစ်တယ်အာဒါကိုကိုတိုင်းလည်းရေးထားပေးတဲ့သချင်းလေးဖြစ်တဲ့ခါကျတော့ဒါပိုးမီနဲ့ဒီ UG Entertainment 2 on လို့ဆိုတာဟိုမောင်နှမတွေလိုမျိုးတဖွဲ့သားတဲ့ entertainment လို့ဖြစ်နေကြပြီပေါ့အဓိကတော့ဒီ music video လေးမှာအာ2 on ရော ဘုမျောကဒီ music video လေးဖြစ်လာဖို့အထီကိုပဲဘုမျောအားလုံးကမြေတားနဲ့သူ့ဝိုင်းပြီးတော့ကုညီကြတာပါဟုတ်ကဲ့လက်ဆောင်နေအများကြီးဆောင်နေအများကြီးပေါ့ဒါရှိမှလဲရှိမှဟောဒီကဒီတချင်းလက်ဆောင်တွေဆိုတာပို့ပြီးတော့တန်ဖို့ရှိသေးတယ်နော်ကိုယ်တိုင်းလည်းရေးပြီးရဲဒါတွင်းမိတယ်တခြား guide လုပ်ပြီးရဲဒါရိုက်ပါရိုက်ပြီးရဲဆိုတာလုံးဝအောင်မှတကယ်အကောင်းဆုံးတော့အကောင်းဆုံးတော့ blessing ကျောင်းဆုံးသောလက်ဆောင်လေးတစ်ခုပါဟုတ်ကဲ့ဟုတ်ကဲ့ဒီအဲ့ဒီအတွေ့ရတော့ဒါအရင်တော့ကလည်းအဲ့ဒီအတိုင်းပဲအခုလည်းအဲ့ဒီအတိုင်းပဲနောက်လည်းအဲ့ဒီအတိုင်းပဲဖြစ်သွားအောင်ပါဒါဟိုတကယ်ဟိုတကယ်ဟိုဂီတအတေပေါ့နော်ဒါဟိုဟာဘယ်လိုပြောမလဲတချင်းတွေကဟိုအကုန်လုံးကလည်းအဲ့လိုမျိုးပဲဖြစ်ဖြစ်ဖြစ်ချင်ကြတယ်လို့တော့ထင်ပါတယ်ဒါဟိုကိုယ့်ရဲ့ဂီတဟိုအမှုပညာရဲ့လှပမှုရောက်တာဟိုဟာတင့်တယ်ကြပြီးတော့ဒါတခြားတော့အကြောင်းအရာတွေကြောင့်မဟုတ်ပဲနေပေါ့နော်ဒီ နုပညာဆိုရင်နုပညာတစ်ခုတည်းနဲ့ပဲအဲ့လိုမျိုးဒါဟိုထင်ပေါ်တာကတော့ဒါဖြစ်တဲ့တစ်ခုလို့ကျွန်တော်ယူဆလို့ပါအဲ့လိုမျိုးကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်ပြောပြတာပါဟုတ်နော်ပြီးလဲပြီးခဲ့ပါပြီဆိုတော့ဟိုအကုန်လဲမေးမေးပြောင်းဖြစ်နေပါပြီเนาะအဲ့လောက်ထိလဲဟိုဟာမဖြစ်တော့ပါဘူးဒါတာမန်ပါပဲပြီးခဲ့တဲ့အရာတွေဆိုတော့ဒါအရာအားလုံးကလဲဒါကောင်းမှုတက်ဖြစ်လာရဲ့လို့ပဲကျွန်တော်ခံယူထားပါတယ်ဟုတ်ကဲ့ဘာဖြစ်လို့အဲ့ဖက်နဲ့ကြီးစီးလာလဲအကိုစဉ်းစားလို့မရအောင်အဲ့လိုဖက်နဲ့မျိုးဆိုလို့ရှိရင်အကောရဒါလမ်းထစ်ကိုထွက်ပြီးတော့ အဲဒါကတော့ဒါပြိတ္တပဲတိမာပေါ့เนาะဒါကျွန်တော်ပြိတ္တလို့လည်းမသုံးရဲသေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကကျောင်းကကျော်တကယ်အစတော်တယောက်ဖြစ်ပြီးတော့မခံယူဝင့်သေးဘူးဒါအနုပညာဝန်စာအရာရောဒါလောက်ကမဲ့အလုပ်တွေလောက်ကန်ရမယ်ဆက်လက်ပြီးလုပ်ရမယ်အရာတွေလည်းရှိသေးရဲ့အတွက်ဒါတဖြည်းဖြည်းဖြစ်ဖို့အတွက်ကြိုးစားနေတုန်းပါပဲဒါဒါကြိုးစားနေတော့ဘေးရဝင်းရံပြီးစကူပြီးရတရားမိခင်တွေလည်းရှိတယ်ပေါ့เนาะဆိုတော့လုပ်နေကြိုးစားနေတုန်းပါပဲဖြစ်ဖို့အတွက်ကတော့ဟုတ်ကဲ့ โอเคကျွန်တော်ကလောလောဆယ်ကကျတော့မန္တလေးကနေပြီးတော့အလုပ်လုပ်ရင်းနဲ့လာခဲ့ရဆိုတော့လေကျွန်တော်နေဝေးလေးဖြစ်တဲ့အတွက်ဟိုကမန်ကနန်လာတော့ကျွန်တော်ဟိုလိုအရန်ကိုကို fashion နဲ့ပတ်သက်ပြီးတော့မပြင်ဆင်ခဲ့ မိလေးပူပေါ့နော်ဟုတ်ကဲ့ကိုရှာကိုကြီးကအဲ့လိုတော့မရှိဘူးဒါပေမဲ့ရှိတာကဟိုလူတွေကတွေ့ပြီဆိုရင်မျက်နှာရင်ကြည့်တယ်မျက်ပြအော်အေးပြီးတော့လည်းတခြားနေရာမကြည့်ဘူးအောက်ကိုအဲ့လိုတန်းကြည့်တာအဲ့လိုအောက်ကဒီနေ့သူတော်များကြည့်လာမလဲပေါ့ဟိုတွေ့တွေ့ကြတာတည်ရမလားမှန်ပါစီထားတော့အော်အေးပြီးရောငါမကြည့်ရသေးလို့စနီကာဒီနေ့ရောစနီကာလေးသူမချစ်တော့စနီကာစီတီမတ်သွားလို့ရှိရင်စီးတဲ့ဖက်နဲ့လောက်ပဲရှိရလေနော် ဒီ state စင်မြစ်ထက်ကိုတက်လာတာဒါလုံးဝမဖြစ်သင့်ဘူးပေါ့နော်ဟိုကြည့်ရတူတော့မသိဘူးပေါ့နော်အကိုတို့ဒီ judge တွေအနေနဲ့အဟုတ်တယ်ဟွာလင်းပြည့်ဟိဆိုရင်ပြီးရှင်ပါပြီးအကောင်းလေးတွေဖနက်အော်အေးအဲ့လိုမျိုးပါပြောအဲ့လိုမျိုးဆိုပို့ပြီးမှတ်မိတာအများပါတယ်ဟုတ်ဒါလည်းဟိုအမတ်တရားလေးတစ်ခုပဲပေါ့နော်ဘွားရဲ့ဟိုစိတ်ပိုင်းနေရဟုတ်အဲကိုကတော့ဟိုသူ့ကိုလေ အားပေးတယ်ဆိုတာထက်ဟိုခွန်အားသူဖြစ်မဖြစ်တော့မသိဘူးပေါ့နော်။ဒါပေမဲ့ဟိုကိုကတော့အမှန်တရားကိုအရှိတိုင်းပဲသူ့ကိုအောက်ချင်မလွတ်ဖို့ပဲအဓိကမှားတာပေါ့တဲ့လား။အဲ့လိုမျိုးဆိုတဲ့ခါကျတော့ကိုယ်စကားတွေကတော့သူ့အတွက်ဟိုအားဖြစ်သွားဖြစ်ချင်မှဖြစ်လိမ့်မယ်။ဒါပေမဲ့သူ့အတွက်သူအချိန်တစ်ခုရောက်လာရင်ဒါလေးတွေကသူ့အတွက်အသုံးဝင်မဲ့ຢာရီလို့ပဲဝင်ပြီးမျောလင့်နေ။အဓိကအဖြစ်တော့သူ့ကိုဆိုးနေပြီဆိုလို့ရှိရင်လည်းအင်းနင်းအဲ့ဒါကြီးကမှားနေတယ်။အဲ့ဒါကြီးကမှားနေတယ်။ပုံမိပါဇက်ကထွက်တာမှန်တယ်များသည်သူ့ကိုမှားနေတယ်ဆိုတဲ့ຢာရီကိုပဲထွက်တာ။ အမ်ဒါမားတယ်ဒီလိုမလုပ်ရအောင်ဒါကဒီဒီလိုလုပ်ရမယ့်နေရာအဲ့လိုမျိုးအမေပြောပြတော့ကိုစီကနေဟဲလင်းပြေကတော်လိုက်တာလို့တော့ तू တခေါမှမကြားရအောင်ဒါပေမဲ့အဲ तू ဒါလက်ခံယူတတ်မယ်ဆိုလို့ရှိရင်တော့ဒါဘူမီရဲ့ပေးတဲ့အရာတွေမှားနေရမှားနေရမှားနေရဆိုတော့အဲစကလုံးတိုင်းက သူ့အတွက်ကောင်းဖို့ဆိုတော့သူလက်ခံနိုင်ရင်သူရောက်မှာပါအဲဟုတ်တယ်ဒီပြိသက်တရားဒါလင်းပြင်းနဲ့ဘုံမင်းနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာဒီသတင်းလေးပေးမယ်ဆိုပြီးတော့ဟို caption လေးနဲ့ဘုံမင်းတို့ post လေးတင်လိုက်တဲ့အခါကျတော့အလုံးကအမြင်မှားကြတယ်အဲဒီအလိုက်တတိသတင်းကိုလင်းပြင်းဟင်ကိုပေးလိုက်တာလားဆိုရင်မှားကြတယ် အလိုက်တတိတချင်းကဒါဘုမီရဲ့ဟို trade mark လို့လည်းပြောလို့ရတယ်ဒီတချင်းကိုမပေးတာလားဆိုတော့လည်းမဟုတ်ပါဘူးသူ့ကိုအဲဘယ်နေရာမှာပဲဆိုဆိုသူ့ကိုအဲ compute ထားပေးတယ်ဆိုလို့ရတယ်ဆိုဒါပေမဲ့အာဒီအလိုက်တတိကိုသူပြန်ဆိုခဲ့လို့ရှင်သူက cover ဆိုတဲ့ဟိုပြန်ဆိုတေးအဆိုတော့တယောက်ပဲဖြစ်မှာဒါပေမဲ့သူ့အတွက်ကိုဘုမီကသူ့ရဲ့ကိုပိုင်ဝစ်စုံလေးဖြစ်စေတဲ့အတွက်ဒါအခုတချင်းအစ်စ်လေးကိုရေးပေးတာပါစတွေ့တဲ့အချိန်မှာတော့ဒါဟိုအလိုက်တတိတချင်းလေးကိုနှစ်ယောက်သားအဲတွေ့ဆုံမှုအမှတ်တရလေးဖြစ်အောင်ဒီအဲစတူဒီယို မှလည်းရောက်နေတော့ဒီတိုင်းလေးအအပျော်လေးပေါ့ recording တွေတွင်းပြီးဆိုလိုက်ကြတော့ပါအဓိကကတော့ဒီလင်းပြေဟိန်းဆိုတဲ့နာမည်တစ်ခုနဲ့သူ့ရဲ့ကြိုးစားမှုလေးတွေဘုမရအရာထင်စေချင်ပါတယ်အဲ့အတွက်ကြောင့်အကိုဘေးကနေလဲအကိုလုတ်ပေးနိုင်တဲ့အတိုင်းတားလေးတွေကနေပြီးတော့သူ့ကိုအပံ့ပိုးပေးနေပါတယ်ဆိုတော့အဓိကအဖြစ်တော့ခုနကသူပြောသလိုပဲပရိသတ်ကတနာပြီးအားပေးရဲဆိုတာမျိုးထက်သူ့ရဲ့ချင်းလေးကိုအတိမတ်ပြုပြီးတော့အားပေးရပရိသတ်တွေသူ့ကိုရရှိချင်တယ်အဲ့အတွက်ကြောင့်အ ခုတချင်းလေးထွက်လာလို့ရှိရင်လည်းလင်းပြေကိုအားပေးပါဝေဖန်ပေးပါပရိသတ်လက်ကိုသူအပ်ပါတယ်လို့ဟုတ်ပါတယ်